အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့အဓိကဆွေးနွေးရမှာတော့ဒါကျွန်တော် Liverpool အသင်းရဲ့ဒါကျွန်တော်တို့ တချို့တော့မီးနေတဲ့မိကွန်းတခုကျွန်တော်နည်းနည်းလေးဖြည့်ပေးချင်ဒီဗီဒီယိုကတော့အရင်ကြီးရှိပါဘူး9မိနစ်လောက်ပဲရှိမယ်လို့ပြောပြချင်အဲ့တော့လီဗာပူးတင်းနေအခုလက်ရှိမှာဘာလို့မာမာဒက်ရှ်ဗီလီကိုဝယ်ခဲ့လဲဆိုတော့မိကွန်းကျွန်တော်ရတာကျွန်တော်တို့လီဗာပူးဗီဒီယိုရဲ့ comment အောက်မှာမကြခဏဆိုလို့ကျွန်တော်တွေ့နေရတဲ့ comment တခုလို့ကျွန်တော်နည်းမြင်မိတယ်အဲ့တော့ဒီသတင်းကမနေ့ပြောမှဆိုရင်ဒါဟို FFG တို့ပဲအောက်တာတော်တာလားဘာလားတော့မသိပေမဲ့မာမာဒက်ရှ်ဗီလီကိုဝယ်တဲ့နောက်မှာလီဗာပူးအတွက်ကအကြောင်းပြချက်ကြီးမာမာတော်တော်ကြီးကိုရှိရတယ်မှာပါတယ်အဲ့မမေ့ရပဲကျွန်တော်အဲ့ဒီသတင်းကိုကြားတဲ့အချိန်မှာ ဟိုတော်တော်လေးအောင်မှာဟုတ်လို့တမျိုးပဲ no ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေးမိရတဲ့မှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒီနေရာမှာနားလည်ဖို့လူတာကမာမာဒက်ရှ်ဗီလီကိုလီဗာပူးခေါ်တာကနံပါတ်1ဂိုးသမားနေရာအတွက်ခေါ်တာဖြစ်တယ်ပြောချင်တာအတူချုံပြောရမယ်ဆိုတော့အလစ်ဆန်ဘက်ကာကိုအစားထိုးဖို့အတွက်မာမာဒက်ရှ်ဗီလီကိုခေါ်တယ်လို့ဆိုလို့ရမယ်တဲ့မှာပါတယ်မာမာဒက်ရှ်ဗီလီဆိုတာကိုလက်ရှိမှာဗလန်စီယာမှာဖန်လို့ဂျော်ဂျီယာရဲ့ဒါကျွန်တော်တို့အာမမေရယူရိုဝင်ခွင့်မှာလည်းအရေးပါခဲ့တဲ့ဒါဂဗီချာနဲ့တူတာ မာမာဒက်ရှ်ဗီလီကတော်တော်လေးကိုအရေးပါခဲ့တဲ့အခက်ခဏမှာပေါအောင်သွားခဲ့တယ်အဲ့တော့လက်ရှိဂျော်ဂျီယာရဲ့နောက်ပေါက်တွေ ထဲမှာဒါကျွန်တော်တော်တော်လေးကိုချီးကျူးရမယ့်ကစားသမားကြီးတဲ့တယောက်လို့ပြောလို့ရတယ်မမဒေဗီလီဆိုတာတကယ်လို့ကောင်းတဲ့ကစားသမားတယောက်လို့ပြောလို့ရတယ်ဆိုမမဟုတ်ဘူးเนาะအဲ့တော့မမဒေဗီလီကိုအလစ်ဆန်ဘက်ကနေမှာအစားထုတ်မယ်ဆိုရင်ဒါပြောချင်တာအလစ်ဆန်ဘက်ကဘာဖြစ်မှာလဲအဲ့တော့လူတော်မြတ်ဒီကြားထဲမှာကြားလိုက်မလားတော့မသိအလစ်ဆန်ဘက်ကကိုမနစ်ကနွေရာဒီလောက်ကဒါကျွန်တော်တို့ အယ်ရှဘာဘောနော်ဒါကျွန်တော်တို့ဆော်ဒီက PIF မဟုတ်ပဲဒါကျွန်တော်တို့ဆော်ဒီကပိုင်နဲ့ကလပ်တစ်ခုကနေပြီးတော့မှတ်မှတ်ရရယူရိုတန်40 45တန်းကြာဈေးတစ်ခုအနေနဲ့ဒါကျွန်တော်တို့အလစ်ဆင်ကိုကန့်လန့်မှုတော့ကြိုးစားခဲ့တယ်ဒါပေမဲ့အလစ်ဆင်ရဲ့ပုံကိုရရရသဘောတူညီမှုမရနိုင်ခဲ့တဲ့အတွက်ကြောင့်အယ်ရှဘာဘနဲ့လစ်ဗာပူးနဲ့ကန့်လန့်မှုတော့မလုပ်ခဲ့ပဲနဲ့ဒီအပြောင်းအရွှေ့ကပြတ်ပြဲသွားခဲ့တယ်ဒါကိုလက်ရှိမှာ Richard Hughes နဲ့ Michael Edwards တို့ကတော်တော်လေးကိုသဘောပေါက်သွားတဲ့အချိန်မှာ လာမင့်နွေရာဒီမှာအလစ်စင်ဘက်ကကိုဆော်ဒီစီကိုရောင်းချဖို့အတွက်စတင်ပြီးပြင်ဆင်လာတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ အဲ့ဒီနေရာမှာကျွန်တော်တို့လူတော်များထင်ခဲ့တာမမတေရွှေလီကိုနံပါတ်1နေရာကိုသုံးမနေရာမှာပေးဖို့အတွက်ခေါ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးယူတော်များထင်ခားခဲ့ပေမဲ့မဟုတ်ပါဘူးဒီနေရာမှာကြားတော့ကလက်ရှိမှာလီဗာပူးသစ်နဲ့ကာယိုမင်ကယ်လဟာကိုလည်းရောင်းမှာဖြစ်လို့ဒါကျွန်တော်တို့အလစ်ဆန်ဘက်ကာကိုလည်းရောင်းဖို့အတွက်ရာဂိုင်းလုံးများလာခဲ့တယ်အလစ်ဆန်ဘက်ကာကိုဘယ်ကိုရောင်းမလဲအဓိကအလစ်ဆန်ဘက်ကာကိုတော့လက်ရှိကြားရတဲ့သတင်းတွေအရဆိုရင်တော့တို့အနေနဲ့ဒါကျွန်တော်တို့ဥရောပထက်ဆိုင်တော့ဆော်ဒီအာရေဗီယာကိုတရောင်းချအောင်ပြင်ဆင်တယ်ဆော်ဒီအာရေဗီယာကိုရောင်းချခဲ့မယ်ဆိုအလစ်ဆန်ဘက်ကာရဲ့အပြောင်းရွှေ့ကနေပြီးတော့လီဗာပူးသစ်ပေါင်တန်း90နဲ့55 ားတလောက်ဒီရနိုင်မယ်လို့သူတို့ကိုသူတို့ယုံကြည်ထားတယ်အနည်းဆုံးဒါကျွန်တော်ရနိုင်မယ်ဈေးဆိုရင်တော့ပေါင်တန်40နဲ့45တန်ပတ်ချလဲဝင်ကြလောက်ရနိုင်မယ်အတွက်ကြောင့်မဒါလစ်ဗာပူးရဲ့ဒါကျွန်တော်တို့ပိုင်ရှင်နေအနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာလစ်ဗာပူးရဲ့ဘူးဖွဲ့အနေနဲ့ဒါ ဟိုတလစ်စင်ဘက်ကသာထွက်သွားခဲ့မယ်ဆိုရင်တော့မမဒက်ရီလီနဲ့ဒါအစားထိုးမယ်ဆိုတဲ့ပုံစံမျိုးလုပ်ခဲ့တာဖြစ်တယ်ပြောချင်တယ်မက်ဆီတမမြင်ကြည့်မယ်ဆိုရင်ဒါမက်ဆီတမကိုကော့ကိုကိုမြင်ဖို့တော့ဆိုရင်ဒါမမေရအာစနိုသင်ကအာရွန်ရမ်စီနဲ့အခုလက်ရှိမှာဒေးဗစ်ရိုင်ယာတို့အကွက်နဲ့ပူဆင်းတယ်ဒေးဗစ်ရိုင်ယာရောက်လာတဲ့အချိန်မှာဒါကျွန်တော်တို့ဟာတကယ်ကောင်းတဲ့ကုသမာတွေရောက်လာတဲ့အချိန်မှာ ဘာလို့ဒီကိုသမားရောက်လာတဲ့ဆိုတော့မေကွန်များစွာနဲ့လေဘောပြိတိုက်တော်တော်လေးကိုဝေဝါးခဲ့တဲ့တယ်မှာပါတယ်။ဒါပေမဲ့အဖြေကတော့ရှင်းတယ်။ရိုင်ယာပုံစံမျိုးပဲရိုင်ယာက Aaron Ramsey နေရာကိုယူဖို့အတွက်လာတာဖြစ်တယ်။ Mama Dashvili ဒိုင်မတာ Mama Dashvili နဲ့ Alison Becker ရဲ့နေရာကိုလာဖို့ယူဖို့လာတာဖြစ်တယ်။အဲ့တော့ Ryan နဲ့ Ramsey တို့ကမှနည်းနည်းလေးအညောင်အညောင်ဖြစ်ခဲ့ပေမဲ့တကယ်တဲ့အခုလက်ရှိဒီလိုအခြေအနေမျိုးမှာဆိုရင်တော့အဖြေကတော့ရှင်းပါတယ်။ဒါကြတော့ Mama Dashvili အနေနဲ့ဒါ Alison Becker ရဲ့နေရာကို100%အစားထုတ်ဖို့ရောက်လာဖြစ်ပါတယ်။ Mama Dashvili ကနံပါတ်1ကိုသမားနေရာမှာဆော့ဖို့အတွက်လာတာမဟုတ်ဘူး။နံပါတ်1ကို မနေရာမှာဒါဆော့ဖို့အတွက်လာတာဖြစ်တယ်အဲ့တော့အလစ်ဇင်ဘတ်ကလာမဲ့နေရာဒီမှာလစ်ဗာပူးအင်ဂျင်နဲ့ဆက်ရှိမယ်ဆိုရင်တော့မှအလစ်ဇင်ဘတ်ကအနေနဲ့ဒါကျွန်တော်တို့အရန်ကိုသမအနေနဲ့ရောက်သွားနိုင်တဲ့အနေထားမှာရှိတယ်ပြောချင်တာဒါဟိုဗါလဲမာကူးစတိုဒါကျွန်တော်တို့လက်ရှိဘိုချိုဆိုရစ်ချ်ရှူးစတိုဒါကျွန်တော်တို့အာဘာလို့အဲကျွန်တော်ဟိုနာတော့ပြောအဲ့တော့မိုက်ကယ်အက်ဝတ်တို့ရဲ့ဒါပလန်ကရှင်းတယ်အကဲကစားသမားကမထွက်ခဲ့ဘူးဆိုရင်တော့ကစားသမားကဒါတွန်းပြီးအသင်းကထွက်ဖို့အတွက်လှုပ်သွားမယ်ရမ်စေးပုံစံမျိုးပေါ့နော်အဲ့တော့ မမဒရွှီလီကိုခေါ်ဖို့အဓိကစူးစမ်းခဲ့တာကမမဒရွှီလီကိုခေါ်တိုင်ခဲ့တာကအဓိကနံပါတ်1ဂိုသမားနေရာကိုပေးဖို့ခေါ်ခဲ့တာဖြစ်တယ်။ဒီနေရာမှာဒီဂိုသမားနေရာပေးဖို့အတွက်လည်းအလုပ်ဖြစ်ခဲ့တယ်လို့ပဲပြောရမယ်ဒီမှာပါ။လာမယ့်နေရာဒီမှာလစ်စင်ဘတ်ကနဲ့လီဗာပူးအသင်းလမ်းခွဲဖို့ရာခိုင်နှုန်းများတယ်။လီဗာပူးပြည်သက်တချို့ဒါကိုမသိသေးလို့ကျွန်တော်လည်းပြောပြပေးတာဖြစ်တယ်။ တော်တော်များဒီညမှာဒီသတင်းကိုဘယ်လိုလွတ်သွားလဲတော့မသိဘူးကျွန်တော်တို့ကတော်တော်လေးကိုထိထိကြီးမြင်လိုက်ရတဲ့ကြောင့်စိတ်ထဲမှာခဏခဏဖြစ်သွားသေးတယ်။မမေကဒီနှစ်မှာကလေးကလီဗာပူးအသင်းကမမာဒေရှီလီကိုအသင်းမှာဆွဲထားဖို့ပြင်ဆင်ခဲ့ပေမဲ့ဗလန်စီယာကအေးမင်းတို့သားငါတို့တနည်းငါးပြန်ချမယ်ဆို၅တန်းလောက်ရှော့ပေးမယ်ဆိုပြီးလီဗာပူးကအဲ့ဒါကြောင့်မမာဒေရှီလီကိုအငားနဲ့ပြန်ထုတ်ခဲ့တယ်လို့လည်းကြားသိရတယ်မှာပါ။အဲ့တော့ FG ကား FG အုပ်စုပဲပြောရမှာပေါ့နော်၅သန်း၆သန်းအစခြွေတယ်လို့ပဲပြောရမှာပါလောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 ဒီတို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4 ရဲ့နေလေးတွေကိုထည့်ပေးထားခြင်းပြုကျွန်တော်ဆိုကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မှာအမြန်တမ်းဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ကောင်းမွန်သောနေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပြီးနေပြီ။ ကျွန်တော်တို့နေနောက်မှာ AC တွေ့ကြတာပေါ့ဒီပေါ့ဗျ